မရည်မီဒီယာချန်နယ်လေးကို နားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇလန်းကတော့မာယာလို့အမည်ရတဲ့ရင်းနှီးပွေရာတရီတဝီကရှာပွေရာမူကင်ဖြစ်အမှန်ဇလန်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ဂိုရီပါဆိုဟိုမင်းကလေးကဂိုရီပါဆိုကိုကြည်လာကြည်လာပြ။ဟုတ်တယ်ကိုနေဆိုတော့ သူကြီးကဆူဆူရှာရှာပြဒီပါစော်ကဆရာနေဆိုးတော်နေအတူစုံဒမဂစင်ရှုံးမှာပန်ဆူတန်းလက်ရှိလက်ဖက်ရည်ဆိုင်ဒီဇိုင်းကိုတက်ခဲ့ကော်ဖီတောင်းရင်စကားဖွဲ့နေခြင်းဖြစ်တဲ့ဒီပါစော်ဝိုင်းနဲ့အနီးကပ်ဆုံးရှိတဲ့စပွဲဝိုင်းမှာကော်ဖီတောင်းနေသူမင်းကလေး၃ယောက်ရှိရင် မင်းကလေး၃ယောက်နဲ့အဝါစပုတ်ချက်နဲ့ဂျေမောင်မီအနက်ဝေးဆင်ထားတဲ့မင်းကလေးကဒီပါစော်ကိုကြီးရှုနေတယ်။ဒီပါစော်ကလည်းထိုမင်းကလေးရဲ့အကြည့်မျက်ဝန်းကိုသတိထားမိတယ်။ကိုဒီပါစော်ရဲ့အသည့်မိတ်ဆွေမင်းကလေးတရားလားမသိဘူးနော်။အင်းကျွန်တော်ဒီမင်းကလေးကတော့မဖြစ်နိုင်ဘူးကိုနေဆိုတော့။ကိုဒီပါစော်ကစီယာနေဆိုတော့ကိုပြောပြီးမင်းကလေးပိုင်းကိုလှည့်ကြည့်လိုက်တယ်။မင်းကလေး၃ယောက်ရဲ့မျက်နှာအတွင်းပြင်ကိုလည်းစူးစိုက်စွာကြည့်မိတယ်။ ဒီပါဇော်ကိုကြည့်နေတဲ့အဝါရောင်စပုတ်ချက်ဝေထားတဲ့မိန်းကလေးကအလားဆုံးအပေါ်လွင်ဆုံးဖြစ်တယ်။အကြီးမြတ်ဝင်းကတော့ဒီပါဇော်ထံကိုရောက်နေစေမြတ်ဝင်းအကြီးကစိမ့်စိမ့်ဆူဆူဖြစ်တယ်။ကိုဒီပါဇော်မိန်းကလေးကလှတယ်ဗျ။မလောက်ပါနဲ့ကိုနေစိုးတော်ရအလားကကြားဖြစ်သွားမေးဗျ။ဒီပါဇော်ရဲ့စကားကိုရေရှင်ရင်းနဲ့တုတ်ပြန်သူမှဆရာနေစိုးတော်ဖြစ်တယ်။ကိုနေစိုးတော်ဒီမိန်းကလေးရဲ့အကြီးက ဒေါသဆံမအစိတ်တွေလွှမ်းနေရလို့ထင်နေပြဟုတ်တယ်ကိုဒီပါစောတစုံတစ်ခုကိုနားကြည့်ပြီပောက်ခွေးတွေဟန်ပေါ်နေတယ်ပြကိုဒီပါစောကိုလူမပြီထင်နေอืมချင်းနိုင်တယ်ကိုနေဆိုတော့ဒီမင်းကလေးကိုတော့ကျွန်တော်စိတ်ဝင်စားတယ်ပြကိုဒီပါစောကတော့လုတ်ပြီပြစောစောကပြောတော့အလားကကြားဖြစ်သွားမယ်ဆိုမဟုတ်ဘူးကိုနေဆိုတော့ရကျွန်တော်ပြောတာကမင်းကလေးမှာဖုံးကွေထားတဲ့ဇလန်းတစ်ခုတော့ရှိမယ်ပြဒီဇလန်းကိုထောက်လန်းဖို့ကျွန်တော်စိတ်ဝင်စားတယ်ဆိုတော့ပါ ကဲကိုကြီးပါစောကျွန်တော်တို့သွားကြမယ်လေတိုင်းမှာစာမူကလေးလာတော့မယ်စာရေးစရာလေးချင်းထားသေးတယ်ဗျဒီပါစောကစပွဲဝိုင်းမှထားရင်မင်းကလေးဝိုင်းကိုတစ်ချက်ငေးကြည့်လိုက်တယ်မင်းကလေးရဲ့အကြီးမြတ်ဝင်းကဒီပါစောထံမှာစူးစူးရှားရှားဆိုင်အတွင်းမှာတွက်ခဲ့ပြီးပန်းဆိုးတဲ့လမ်းထိပ်မှာဆီယာနေစိုးတော်နေလမ်းခွဲပြီးမဟာဗန်နူးလာပန်းကြံလမ်းရှိတဲခိုကံဘက်ကိုရောက်ခဲ့တယ်35တက်ကိုအကြောင်းနောက်ဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ် အနောက်မှအရေးလိုပါလာသူမှာမင်းကလေး၃ယောက်ဖြစ်တဲ့ဒီပါစော်ကဆက်လျှောက်ခဲ့တယ်။မဟာဗန်နူးလာပန်းချန်လန်ထိတ်ကိုရောက်တော့တစ်ချက်ကြီးမိသေးတယ်။မိမ၃ယောက်ကပ်ပါနေစေဖြစ်တယ်။ဒီဘသောကမဟာဗန္ဓုလပန်းချန်လေးကိုချိုးခွေပြီးဒဲခုခံလေးကိုလှမ်းဝင်လိုက်တယ်။ဒဲခုခံအတွင်းကိုမဝင်မီခြေတလန်းကိုနောက်ဆုပ်ကြည့်တယ်။ဒဲခုခံအနီးမှာရန်နေသူမှာမင်းကလေး၃ယောက်ဖြစ်တယ်။ ရန်ကုန်ညမှာမေးရောင်စုံတွေဝင်လက်နေတဲ့ရန်ကုန်ညကဒီပါစော်ကိုကြိုဆိုနေတယ်။ဒီပါစော်ကနီးပြဝါစိန်ခင်းမီဆိုင်ပုတ်တွေကိုကြည့်ရင်ရှေးဆောင်ရုပ်ရှင်ဘက်ကိုရောက်ခဲ့ရင်ရုပ်ရှင်ရုံရှိမှလူများပြေးနေလျက်ရှိတယ်။ဒီပါစော်ကရုပ်ရှင်ရုံရှိမှရက်လိုက်တယ်။လက်မနာယူကုန်းကိုကြည့်လိုက်တယ်။ရှင်းနာယူထိုးရန်နှမင်းနဲ့အလူမဖြစ်တယ်။ဒီပါစော်ကရုပ်ရှင်ဝင်းနေကိုငေးမောကြည့်မိတယ်။ရုပ်ချင်းမီးအောင်လင်းတဲ့ကြောင့် ီပါစော်မျိုးလုံးနေပြဝေးတော်ရင်လျှက်တစ်ပြက်ဒီပါစော်တန်အရှင်ပြင်းပြင်းဝင်တိုက်ခိုက်သူမှာကားတစီဖြစ်တဲ့ဒီပါစော်ကတတိမူပြီးနှင်းမြန်စွာတစ်ဖက်ကိုလဲချလိုက်တဲ့ဒီပါစော်ကမြေပေါ်မှာလူလူလိမ့်လိမ့်ဖြစ်နေစဉ်ကားကအရှင်ပြေစွာမောင်းထွက်တော်ရင်ဒီပါစော်ကကားကိုကြီးနေလိုက်တဲ့မင်းအောင်ပြပြအောင်မမသေးခွေဟိုတော်ပါခွေတော်ရင်음ဘသူတွေပါလဲအဝါရောင်စပုတ်ချက်နဲ့မင်းကလေးလားငါ့ကိုဘာကြောင့်များတိုက်ခိုက်နေရသလဲ အတွေးဆက်ဝင်းမှာခြားခြားလေးနေစမြေဖြစ်တဲ့အဖြေထုတ်မရတဲ့မေခွင်ဝင်ကဘာတဲကိုရှောင်ရင်ဒဲကိုကန်ဘက်ကိုပြန်လာခဲ့တယ်။တညာလုံးအိတ်မပြောပဲကော်ဖီဆိုင်မှာတွေးခဲ့တဲ့မင်းကလေးရဲ့အကြောင်းကိုပြန်ပြီးတော့တွေးနေမိတယ်။မေခွင်နေနေညာအဖြေရှာလို့မရတဲ့ညာရှင်တသိသိနဲ့ညာကိုဖြတ်တဲ့ချိန်မိုးလင်းခဲ့တယ်။ ဒီပါစော်ကပန်ဆိုဒန်လမ်းဘက်ကိုရောက်လာရင်လက်ဖက်ရည်ဆိုင်လေးကိုဝင်းကကော်ဖီထိုင်တောက်လိုက်တဲ့ထိုစဉ်ဆိုင်လေးကိုမင်းကလေးနှစ်ယောက်ဝင်လာခဲ့တယ်။ဒီပါစော်ကမင်းကလေးနှစ်ယောက်ကိုစူးစိုက်စွာကြည့်မိတယ်။အဝါရောင်စပုတ်ချက်ဝေထားတဲ့မင်းကလေးနဲ့အတူပါလာတဲ့မင်းကလေးနှစ်ယောက်ဖြစ်တယ်။ မင်းကလေးနှစ်ဦးကကော်ဖီတောင်းရင်ဂျားနေတစံကိုဖတ်နေတာကိုတွေ့လိုက်တဲ့အသားညွညွနဲ့မင်းကလေးကဂျားနေကိုဖတ်နေချင်းရုတ်တရက်ထွက်ပြေးသွားတယ်။ဂျန်မင်းကလေးတယောက်ကလည်းနောက်ကနေလိုက်ပြေးသွားတယ်။ဒီပါစောကမိမိကင်ထားတဲ့မှုကင်းချာနေကိုလှမ်းလို့ပြီးဖတ်ကြည့်ရအောင်။တွေ့ရင်ကြောင်းကြပါကျေးဇူးဆက်ပါမည်။ဒို့တို့စာကြောင်းနဲ့မင်းကလေးတဦးရဲ့ဓာတ်ပုံကိုတွေ့လိုက်တဲ့ဓာတ်ပုံထဲကမင်းကလေးကအသားညွညွမင်းကလေးနဲ့တူနေတယ်။ ဒီပါစောကသဘောပေါက်သွားတယ်။ဒီပါစောကဆိုင်တွင်းထဲကနေပြေးထွက်သွားတယ်။ပန်းစိုးတဲ့လမ်းထိပ်မှာလူတွေဝိုင်းအောင်ပြီးကြီးစုလျက်ရှိတယ်။ဒီပါစောပြေးကြည့်လိုက်တဲ့အခါရဲများကအသားညညမိန်ကလေးကိုလက်ထိပ်ခလိုက်တာကိုတွေ့လိုက်တယ်။ဒီပါစောကလူကြားရဲ့ပြေးဝင်ပြီးရန်ရီတဲ့ဒူရဲအုပ်ကိုအိတ်ထဲမှမိုခင်သတင်းကပ်ကိုထုတ်ပြလိုက်တယ်။အော်ဂရီပါစောပါလား။ကျွန်တော်ကကြောက်တတရေးစကန်ကဒူရဲအုပ်တဲ့ဖြူပါ။ဟုတ်ကဲ့ တွေးရတာဝမ်းသာပါရဲ့ကိုသက်ဖြူဒါနဲ့ဂူဒီပါဆိုတာဒီမင်းကလေးကိုသိလို့လားဒီမင်းကလေးကိုကျွန်တော်သိချင်တဲ့အကြောင်းတစ်ခုခုတော့မေးမြန်းချင်လို့ပါဟုတ်ကဲ့ရပါရဲ့ဂူဒီပါဆိုစကန်းချမမေးပါစကန်းကိုရောက်တော့ဒီပါဆိုကမင်းကလေးကို မေးလိုက်တယ်မအေးနဲ့ကျွန်တော်မေးချင်ရှိလို့ပါရှင်ကျမနာမည်ကိုဘယ်လိုသိရလဲရှာကျွန်တော်မှုခင်းချာနေကိုဖတ်ပြီးပါပြီဗျာမအေးနဲ့နဲ့တွေ့ဘူးတဲ့စပုတ်ရှက်အွားချောင်းမင်းကလေးကဘာလို့လဲဗျာမမမမာယာပါ ရုပ်ရှင်ရုံရှိမှာကားနဲ့ဝင်တိုက်တာကမာယာပဲမလားဟုတ်ပါရဲ့ချင်းမာယာနဲ့ကျမတို့ပါဘာလို့ဒီလိုတိုက်ခိုက်တာလဲဗျဟုတ်ကဲ့ကျမရှင်းပြပါမယ်မနေ့ကနေမှရွှေတူးတွေသွားရောက်လို့အဖမ်းခံလိုက်ရတဲ့မခင်သူဟာမမမာယာခိုင်းထားတဲ့လူပါမခင်သူကိုဖော်ထုတ်ပြီးထောက်လန်းခဲ့တဲ့ကိုဒီပါဆော်ကိုမမမာယာကစိမ့်စိမ့်ကြီးကြီးပြီးပြန်တိုက်ခိုက်တာပါမမမာယာကမိန်းကလေးတွေကိုခေါ်လာပြီးလုပ်ငန်းတွေကိုခိုင်းနေကျမကိုလည်းကံမီတစ်ခုမှအလုံးသွင်းပြီးပြီး အဲ့ဒီကံမီပိုင်းငွေတွေကိုအလွဲသုံးစားလောက်ခိုင်းနေမအီနန်းကပြောရင်းနဲ့ခေါင်းငုံတော်ရင်ဒူရဲအုပ်တက်ဖြိုးနဲ့ဒီပါစော်ကမအီနန်းကိုစိုက်ကြည့်မိရင်ဒူရဲအုပ်တက်ဖြိုးကမအီနန်းကိုမေးလိုက်တယ်နောက်ထပ်ရောမာယာနဲ့ပတ်သက်ပြီးမင်းပါရီတီထလေမအီနန်းကဒီပါစော်နဲ့ဒူရဲအုပ်တက်ဖြိုးကိုမောကြည့်လိုက်တယ်ဟုတ်ကဲ့မမမာယာကယောက်ျားနဲ့ကွေးနေတယ် မမမာယာရဲ့ခြေလန်းဆောင်ရွက်တွေကိုမကြိုက်လို့လမ်းခွဲသွားတဲ့မမမာယာရဲ့ယောက်ျားကသူ့သားလေးကိုခေါ်သွားတယ်။မမမာယာကသားလေးနဲ့တွေ့ခွင့်မပေးဘူး။မာယာကလည်းသားလေးကိုတွေ့ရအောင်လို့အမြဲကြိုးစားသူပါ။အခုဆိုမမမာယာရဲ့ယောက်ျားကနောက်အိမ်တောင်ပြုတ်သွားတယ်။ဒီပါစောကမအေးနံပြောပြချက်ကိုမျက်မှောက်ကျုံနားထောင်ခြင်းနဲ့ဝင်မိလိုက်တယ်။အခုရော မမမာယာကဘယ်မလဲ။ တေငန်းကျွန်းစင်းကစီကားလေးရဲ့ရှိရင်လူပင်လေကြီးကလည်းဒူဒူဝေဝေဈေးတဲ့ကြီးရဲ့အတန်းဈေးဝဲသူရဲ့အတန်းကဝဲပြန့်လေးရဲ့ရှိရင်ကြောင်မြောင်းဈေးကိုကြောဖြတ်ခြင်းလမ်းတချို့ကိုချိုးဝင်လိုက်တဲ့ရှားဖွေနေတဲ့ခြံနံဘက်ကိုတွေးတော်ရင်ဂရိပါစောဒီခြံပဲဖြစ်မှာဒူရဲဥသက်ဖြူကဒီပါစောကိုလမ်းပြောလိုက်တဲ့ဒီပါစောကခြံထဲကိုတီချကြည့်ပြီးဟုတ်တယ်ကိုသက်ဖြူအင်းရှင်တို့အင်းရှင်တို့ သူရဲ့အုပ်သက်ဖြုတ်ကခိုးလိုက်တယ်။ကျန်ထဲမှာမိမကြီးတယောက်ထွက်လာခဲ့တယ်။ဘသူနဲ့တွေ့ကျင်လို့လဲချင်းဟုတ်ကဲ့ကျွန်တော်တို့မာယာနဲ့တွေ့ကျင်လို့ပါမိမကြီးကဒီပါစော်ကိုစူးစိုက်စွာကြည့်လိုက်တဲ့သူရဲ့အုပ်တက်ဖြိုးကမိမကြီးကိုစူးစိုက်ကြည့်ရင်မာယာအပြင်းသွားနေတယ်ကွယ်ဘယ်ကိုသွားလဲဗျအတော်လည်းမသိပါမို့ကွယ်အတော်နဲ့မာယာနဲ့ဘလို့တွေပတ်သက်လဲဗျအန်တီကမာယာရဲ့အတော်ပါမင်းတို့ကဘယ်သူတွေလဲကျွန်တော်တို့ကမာယာရဲ့မိစေပါဗျ ။အော်မာယာရဲ့မိစေတွေလားအိမ်ထဲကိုဝင်ကြပါခွေ။ဒီပါဆိုတော့ကအိမ်ထဲကိုဝင်သွားကြတယ်။အိမ်တွင်းကိုမျက်လုံးဝေကစားသူမှာဒီပါဆိုနဲ့အတူရဲအုပ်သဖြူဖြစ်တယ်။နေရန်ပေါ်မှာဓပုံဓပုံကိုမျက်လုံးလျှောက်သွားတယ်။အတော်ဟိုဓပုံကဘသူတွေလဲဗျာ။အဲ့ဒါကမာယာနဲ့သူ့ယောက်ျားသူသားလေးရဲ့ပုံမှာခွေ။ဒီပါဆိုတော့ဓပုံထဲမှာမင်းကလေးကအဝါရောင်စပုတ်ချက်ဝေထားတဲ့မင်းကလေးလိုယုံကြည်လိုက်တဲ့အတော့ ကျွန်တော်တို့ကမာယာရဲ့မိတ်ဆွေပါဗျာမာယာနဲ့တိုင်မင်းစရာအရေးကြီးကိစ္စရှိလို့မာယာဘယ်မှာရှိနိုင်လဲဆိုတာပြောပြပါတော့อืมမာယာကအပြင်းသွားရင်အတို့ကိုဘယ်တော့မှပြောတော့တတ်တာမဟုတ်ဘူးဒါပေမဲ့အပြင်းကပြန်လာရင်တော့သူသားကိုတွေးခဲ့တဲ့အကြောင်းအမေးပြောလို့ရှိတယ်ဒါကြောင့်သူသားရဲ့အကြောင်းကိုသူအမေးသွားလိမ့်မယ်အဲ့ဒီအကြောင်းကိုလိုက်သွားကြည့်ပါလားဟုတ်ကဲ့ကျေးဇူးပါတော့เจ้าကဘယ်နားမှာလဲဗျာမိမကြီးကเจ้าအမတ်ကိုပြလိုက်တယ် တာမွေဘက်ကိုထွက်လာခဲ့ကြတယ်။တာမွေကြောင့်ဝင်းကျစ်မှာစုံစမ်းကြည့်ရင်။ကျောင်းဆင်းပြီးရင်တော့မာယာကျောင်းရှိကိုအမြင်လာတတ်တယ်ကွ။တာပြီးမင်းမာယာမလာတာနှစ်ရက်လောက်ရှိနေပြီ။ကျောင်းရှိကိုရောက်တော့ကျောင်းမဆင်းသည်။ကျောင်းရှိမှာကျောင်းကျူသူများစီစီရီရီဖြစ်တယ်။ဒီပါစော်ကကျောင်းကျူကားများကိုလိုက်လံကြည့်ရင်အနည်းရှိလက်ဖက်ရည်ဆိုင်ဒီဇိုင်းကိုလှမ်းဝင်လိုက်တယ်။လက်ဖက်ရည်ဆိုင်အတွင်းကိုမျက်လုံးဝေးဝိုက်ပြီးကြည့်လိုက်တယ်။ကိုလိုင်းကြီးဆိုတာခမရလားဟုတ်ပါတယ်ဖျား သူရဲ့အုပ်တပ်ဖြိုးရဲ့အမေကိုဖြေလိုက်ပြီးငေးကြည့်နေသူမှာမာယသားလေးကိုလာကျူတဲ့ကားကုန်မောင်းနဲ့ဒရိုက်ဘာကိုလိုင်းကြီးဖြစ်တဲ့မာယအိမ်မှာတွေ့ခဲ့ရတဲ့ဓပုံရှာမာယသားကိုတွေ့ခဲ့ပြီးဖြစ်လို့မာယသားကိုလာကျူတဲ့ကားဒရိုက်ဘာကိုစောင့်နေဖို့ပဲရှိတယ်။ဒီပါစော်ကကိုလိုင်းကြီးရဲ့ဝိုင်းကိုဝင်ထိုင်လိုက်တဲ့ကျွန်တော်ကကျောက်တရာမျိုးနယ်ရေစခန်းကသူရဲ့အုပ်တပ်ဖြိုးပါဗျာသူကသတင်းတောက်ဒီပါစော်တဲ့အော်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျာ။ ကိုလန်ကြီးစီကမာယာနဲ့ပတ်သက်တာလေးတွေသိချင်လို့ပါဗျ။သူ့အကြောင်းကိုကျွန်တော်မသိဘူးဗျ။ကျွန်တော်သိတာတခုက သူ့သားကိုမာယာနဲ့တွေ့ခွင့်မပေးဖို့ဆရာကမှားထားတာပါ။ဒီပါစော်ကကိုလန်ကြီးရဲ့စကားလုံးများကို နားထောင်ရင်းဖြက်ကနေဝင်ပြီးလိုက်တဲ့။မာယာက သူ့သားလေးကိုလာတွေ့လို့လားကိုလန်ကြီး။အစောပိုင်းကပေါ်ပေါ်ထင်းထင်းပဲကျောင်းတွေ့ချိန်တွေမှာ လာတွေ့တယ်။နောက်ပိုင်းမှာဦးမမုံတို့ရဲ့တားမြစ်ချက်ကြောင့်တူတူတိတ်တိတ်ပဲလာတွေ့တယ်။ ကျောင်းစင်းချိန်ရောက်လာပြီဆိုရင်လက်ဖက်ရည်ဆိုင်တွေကပဲဖြစ်ဖြစ်တပင့်အောက်ကနေပဲဖြစ်ဖြစ်ခဝေဝေနေရာကနေခုခုပြီးတော့ကြီးတဲ့တိန်ဒူးချနေရာကဒီရဲ့ပိုင်းမှာတော့မာယာခုမတွေ့ဘူးဗျာဟမ်ဟုတ်လားကိုလန်းကြီးဒီပါစော်ကဒူရဲ့အုပ်တဖြိုးကိုလမ်းကြည့်ပြီးကိုလန်းကြီးကိုပြောလိုက်တဲ့အခုကျွန်တော်တို့ဘက်ကဆောင်ရွက်စရာလေးတွေရှိသေးတယ်ဗျာအဲ့ဒါကိုလန်းကြီးရဲ့ဘက်ကကိုညီပေးပါအောင်ဟုတ်ကဲ့ကျွန်တော်ကိုညီနိုင်တဲ့လောက်တော့ကိုညီပေးပါမယ်ဗျာ ီပါစော်ကကိုလိုင်းကြီးကိုဆောင်ရွက်ရမယ်အကြောင်းကိစ္စများကိုဒိုဒိုဒိတ်ဒိတ်လှုပ်ဝက်ပြီးပြောလိုက်တယ်ကျောင်းချင်းချင်းကိုရောက်တော့ကျောင်းဝင်းထဲမှာကျောင်းသားကျောင်းသူများပြေးထွက်လာကြရင်ကျောင်းသားတို့ကလမ်းကိုဖြတ်ကုန်းမှာကားဗရိတ်တန်းကိုကြားလိုက်ရရင်အရှင်ပြေးမြင်မောင်းနေလာတဲ့ကားစီးကကျောင်းသားလေးကိုဖြတ်တိုက်ဟန်ပြုနေစဉ်ဖြတ်ကနေမိမတယောက်ပြေးလာပြီးကျောင်းသားလေးကိုပြေးတွန်းကကားရှိမှလဲကြတော့ရင် အရှိန်မြင့်မြင့်မောင်းနှင်လာတဲ့ကားပေါ်မှာဒီပါဆော်နေဒူရဲအုပ်သက်ဖြိုးတို့ဆင်းလာပြီးလဲကြနေတဲ့မင်းကလေးကိုစူးစိုက်စွာကြည့်လိုက်တဲ့ကိုသက်ဖြို तू ကမာယာပဲဗျမာယာဟုတ်လားကိုဒီပါဆော်မမယာတိုင်ပါဗျဒူရဲအုပ်သက်ဖြိုးကမာယာကိုနေရာတိုင်းခင်ပြေးရင်စပွဲချင်းမှာမာယာဝင်တိုင်းပြီးဒီပါဆော်ကိုလမ်းကြည့်လိုက်တဲ့မာယာရဲ့အကြီးကစိမ့်စိမ့်ဆူဆူနှာခမ်းနှလုံးကိုကိုက်လျက်ရှိရင် ကံပီတခုကငွေရီအလွဲသုံးစားလုံးမှုနဲ့မအေးနန်းကိုကျွန်တော်တို့ဖမ်းလိုက်နိုင်တယ်ဗျမအေးနန်းရဲ့ဖြောင်းချက်အရာသူတို့ကံပီမှာအလုပ်ပေးသွင်းပြီးကံပီပိုင်ငွေရီကိုအလွဲသုံးစားလုံးခိုင်းတာမမယာဖြစ်တယ်လို့ထပ်ဆိုထားတယ်။နောက်ပြီးမိန်းကလေးတွေကိုအလုပ်ပေးမယ်ဆိုပြီးမမယာကသူလုပ်တဲ့အလုပ်တွေကိုခိုင်းနေတယ်။နောက်တစ်ချက်ကကိုဒီပါဆော့ကိုတိုက်ခိုက်ဖို့လှုပ်ကြံတာလေမမယာပဲ။မမယာကိုဖမ်းမယ်ဆိုတာသိတော့မမယာကထပ်ပြေးတယ်။ဒါကကိုဒီပါဆော့နဲ့ကျွန်တော်တို့ကလိုက်ပြီးတော့ရှာဖွေစုံစမ်းတယ်။ မာယာကဒူရဲအုပ်တဖြိုပြောပြတဲ့စကားလုံးကိုငင်းငီးချီရင်နဲ့နားထောင်လိုက်တယ်။ကဲကိုဒီပါဇော်ထောက်လန်ဖော်ထုတ်ချက်ကိုပြောလိုက်ပါအောင်။ဒီပါဇော်ကမာယာကိုတချဲကြည့်ရင်ဝင်ပြောလိုက်တယ်။ဒီလိုပါဗျ။ကျွန်တော်တို့နေကိုရွှေတုလာချောင်းနဲ့မင်းကလေးတို့ကိုဖမ်းလိုက်ရတဲ့အမှုနဲ့ပတ်သက်ပြီးနောက်ွယ်ကကြိုးကင်နေသူရှိတယ်ဆိုတာသိနေခဲ့တယ်ဗျ။ဒါကြောင့်သူ့ကိုစုံစမ်းဖော်ထုတ်ဖို့ကျွန်တော်ရန်ကုန်ကိုရောက်လာတာ။မာယာကကျွန်တော်ကိုပြန်တိုက်ခိုက်ခဲ့တယ်မို့လား။မာယာနဲ့ပတ်သက်ပြီး မအေးနှက်ချီကအကုန်လုံးတီးခဲ့တယ်ဗျကျွန်တော်တို့တီးတော့တော့မာယာကပြေးတယ်ကျွန်တော်တို့ကလိုက်တယ်မာယာကမပြေးနိုင်ဘူးဘာလို့လဲဆိုတော့မာယာသားလေးကြောင့်ပဲဗျဒီချက်ကိုကျွန်တော်တို့အသုံးချလိုက်တာကားဒရိုက်ဘာကိုလိုင်းကြီးနဲ့ဆက်တိုက်ပြီးဖော်ထုတ်ခဲ့တာဗျမာယာဟာအကြောင်းစိချင်းနဲ့သားလေးစီကိုလူရင်မသိအောင်လို့တနည်းနည်းနဲ့လာမှာပဲသားလေးတစ်ခုခုပြေးရင်မာယာထွက်လာမှာပဲမလားဒါကြောင့်မာယာရဲ့သားလေးကိုကားတိုက်ချင်ရန်ဟန်ဆောင်ပြီးကားကိုကျွန်တော်မောင်းခဲ့တာဗျာ ။ตาလေးကိုကားတိုက်မိမှာဆိုလို့မာယာကထွက်လာရင်မာယာကိုကားမတိုက်မိဘူး။မာယာကလမ်းပြီးလဲကျသွားတာပါ။ဒါကိုဇက်တိုက်ထားပြီးမောင်းလာတယ်ကျွန်တော်တို့ကအသီးဆုံးပါ။အခုတော့မာယာမပြေးနိုင်တော့ဘူး။မာယာကဒီပါဆော့ရဲ့မျက်နှာကိုကြည့်ရင်မျက်လုံးမုံမှုပေါ်မှာမျက်ရည်တွေကြွေကြလာ။အားလုံးကမာယာရဲ့မားရွာကောင်းကောင်းနေတဲ့မာယာကိုဒူရဲအုပ်သက်ဖြူကလမ်းပြောလိုက်တယ်။ကဲမာယာကိုချုပ်ခန်းထဲကိုထည့်လိုက်ပါ။ ရဲဘော်တို့ကမာယာကို ချုပ်ခန်းလေးကို ခေါ်ဆောင်သွားရင်ဒီပါစော်ကမာယာကိုလမ်းကြည့်ရင် မာယာဟာလိန်နေကောက်တဲ့မူသားပလီတွေနဲ့မကောင်းတာတွေလုပ်ခဲ့ပြီမေမာယာဟာမိခင်သိရှိတာကိုတော့ကျွန်တော်တို့လေးစားမိတယ်ဗျကဲကိုသက်ဖြူကျွန်တော်ပြန်လိုက်ပါအောင်မေဒူရဲဥသက်ဖြူကကောင်းငင်းပြရင်ဒီပါစော်ကရန်ကုန်ညနုနုပြိုပြိုတဲ့ရှောက်လာမိတယ်ရန်ကုန်ညကမာယာကင်းပြီးရောင်စုံမိများဖြာကြနေရောတဲ့ ဟုတ်ကဲ့ဇလံလေးကိုအဆုံးထိနာဆင်ပြီးကြတဲ့ပြည်သူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးပုံတောင်းဆိုပါရစေရှင်